ော်ရီယန်ကအရန်လှပပြီးတောက်ပနေတာမလို့အားလုံးကအရန်သဘောကျနေပြီးထွက်ကုတ်ကလည်းသူနောက်ကျသွားလို့ခူမဝစကီကိုတောင်းပန်စကားပြောလိုက်ပါတယ်။စိတ်ပူနေတာမလို့အလုပ်ပြန်သွားလို့ခူမဝစကီကထွက်ကုတ်ကိုပြန်ပြောလိုက်ပါတယ်။ ဥထုံမှာလည်းခါရပောင်ကလူဖြစ်စီရောက်လာပြီးဒီနေ့ရောဒန်ကိုဘဏ္ဍလုံးစာအတွက်အလုပ်တွေလုပ်နေရတယ်လို့ပြောလိုက်ပါတယ်လူပီကတော့သူနာမကက်ဖို့ပြန်អော်တဲ့ခါခါရပောင်လည်းတတို့ကတငယ်ချင်းတွေမဟုတ်ခဲ့ဘူးလားလို့ပြန်ပြောလိုက်ပါရဲ့ခါပောင်နဲ့စရောခကြွေဟာစာပေါ်ဒီအခိပလက်ကိုမှတွဲဆောင်ခဲ့ပူပါရဲ့ Fishman Island နောက်ပိုင်းမှာတော့ခါပောင်ဟာ New World မှာအသက်ရှင်ဖို့အမျိုးမျိုးစူးစမ်းခဲ့ပြီးတော့ဒီနေ့မှာတော့ရုပ်တရက်ပေါ်လာတဲ့ဒီဝိစီမှာကြာရှုံးခဲ့ရပါရဲ့ ဒါကြောင့်ဝါလုံတိုင်းပြည်ကိုအပိုးခံခဲ့ရပြီးတော့ဥတုံကမိုင်းတွင်းရှာဖွေရေးမှအကျဉ်းသားဖြစ်ခိုင်းစေခံထားရတာပါခါဘွန်ကလူပီးစီကနေဒန်ကိုတွေတောင်းနေတာမလို့လူပီးလည်းကိုလုံးကိုသာလှုပ်ဖို့ပြောပြလိုက်ပါတယ်တစ်ဖက်မှာလည်းအိုချီရဲ့ပွဲအတွက်ခီယိုရှီယိုကပြင်ဆင်နေခဲ့ပြီးတော့ခါခူကလည်းဒီနေ့ကိစ္စကိုပြောပြလိုက်ပါတယ်ခီယိုရှီယိုကသူလည်းအားနေတာမလို့ခွင်းစီကိုဆက်တွေ့ပြီးတော့လှုပ်ချက်တွေကိုလှုပ်ခိုင်းဖို့ပြောလိုက်ပါတယ်တစ်ဖက်ကအိုချီစီကိုလည်းခူမူဝါစကီကလာနေပြီဖြစ်ကြောင်းသူတယောက်ကပြောနေခဲ့ပါတယ်အိုချီကလည်းသူ့အပိုင်ဖြစ်လာစေရအောင်မယ်လို့ဆိုကရီမောနေပါတော့ရဲ့ တဖက်ကမြို့တော်တဲမှာလည်းဥစောတုကဘလောက်တောင်လှပတဲ့အော်ဗီယန်လဲဆိုပြီးစောင့်ကြည့်နေခဲ့ပါတယ်။ တဖက်ကအမျိုးသားတချို့ကလည်းခမွာစကီကိုအရန်မုံနေပြီးတိုးတိုးတရားမှချင်းအတူတူတပ်ပစ်မယ်လို့ဆိုပါရယ်။ဒါကိုဦးစောတက်ကလည်းတားဆီးနေတဲ့အဆောင်တွေကရောက်ရှိလာကရိုက်နှက်ပြီး OBN နားကိုမကတ်ဖို့ပြလိုက်ပါရယ်။လွန်ခဲ့တဲ့တနင်္ဂနွေကခမွာစကီဟာအိုချီရဲ့ရုပ်သေးရုပ်လိုနေရာမှာထပ်ဆိုင်ဘင်ဂော့နဲ့အတူရှိနေခြင်းတယ်လို့ပြောခဲ့ပါရယ်။အကျွေးကတောင်းလို့ပုံနေတာမဟုတ်လို့သူမရဲ့စာချုပ်ကိုဝယ်ပေးဖို့လည်းမဖြစ်နိုင်တော့ဘူးလို့ထပ်ပြောခဲ့တာကြောင့်ဘင်ကောက်ကခူမွာစကီအဲ့လိုဖြစ်စေခြင်းရင်ဖြစ်စေရမယ်လို့ဆိုပါတယ်။ဒီလိုနဲ့ခူမွာစကီကိုဝယ်ဖို့အတွက်ဆင်းရဲနှစ်ပါးရဲ့သူဝေစီကရားမဲ့အကျွေးတွေကိုတာ ောင်းယူပြီးတော့ပေးစရာမရှိတဲ့နေစရာအိမ်ကိုအတင်းတင်းယူပြီးရတဲ့ငွေတွေကိုသူမကိုပေးလိုက်ပါတယ်။ခူမာစကီလည်းစကင်းနဲ့ထည့်ထားလိုက်မယ်လို့ပြောပေမဲ့ဘင်ဂော့ကတော့ကိုမမကိုရှုံရလို့ဆိုပါတယ်။သူနဲ့ဘင်ဂော့ဟာအတင်းချက်အကျွေးတွေကိုပြန်ယူပြီးနောက်ချိန်ခူမာစကီကိုပေးတဲ့အခါကျအခြားတစ်ယောက်ကလည်းသူမကိုဝယ်ယူဖို့ကြိုးစားနေကြောင်းပြောပြလိုက်ပါတယ်။ဒီစကားကြောင့်ပဲကိုစီမာရှိသမျှအရာတွေအားလုံးကိုရောင်းချပြီးငွေတွေကိုထပ်ယူခဲ့ပြန်ပါတယ်။ မိသားစုကိုလည်းစွန့်ပြစ်ကိုချမ်းမရေးကိုလည်းမကြည့်ပဲအားလုံးကိုခုမွားစကီကိုပေးခဲ့ပါရဲ့ဒီလိုနဲ့ဘာမှမရှိရတဲ့အထိဖြစ်လာခဲ့ရပါရဲ့နောက်ဆုံးရွှေပြား900ကိုလာပေးတဲ့အခါကျအိုဗီယန်ကနေမကောင်းတာကြောင့်ထွက်မသွေးနိုင်ဘူးဆိုတဲ့စကားကြောင့်ငွေပြား900ပဲပေးခဲ့ပြီးနောက်မှပြန်လာခဲ့မယ်လို့ဘင်ဂေါကပြောခဲ့ပါရဲ့ဒီလိုနဲ့တနေ့ခုမွားစကီစီပြန်လာပြီးပြောတော့ဆက်အလုတ်ကနေထုတ်ပေးမှမလို့သူနဲ့အတူတူနေကြမယ်လို့ဘင်ဂေါကအော်ပြောလိုက်ပါရဲ့ဒါကိုအားလုံးကရီမောနေပြီးတော့နှာဘူးအဖိုးကြီးတို့ဝိုင်းပြောပါတော့ရဲ့ဝဲဖို့ငွေရှိလို့လာလို့အားလုံးကဝိုင်းပြောကြတဲ့အခါဘင်ဂေါကခုမွားစကီစီမှာသူ့ရဲ့ပတ်သက်နေ េងខែងថាចောင်းပြောလိုက်ပါ誒 အဲ့ဒီချိန်ကူမော့စကီကထွက်လာတော့ဘင်ဂော့ဖ်လည်းသူ့ရဲ့အခြေအနေတွေကိုအားလုံးကိုပြပြလိုက်ဖို့လမ်းပြလိုက်ပါတယ်။အဲ့ဒီပတ်စံတွေကသူမောက်ကိုပေးတဲ့ဆိုပြီးပြောခဲ့တာမဟုတ်လို့အားလုံးတုံးပြစ်လိုက်ပြီလို့ကူမော့စကီကလည်းပြောလိုက်ပါတယ်။ဒါကိုအားလုံးကလည်းရှီမောနေကြပြီးတော့ကူမော့စကီကတကယ်ပဲသူ့ကိုချစ်တယ်လို့ထင်နေရလားလို့ပြောနေကြပါတော့တယ်။ကီယိုရှီယိုကလည်းအခုတလောကူမော့စကီအနာကတ်နေတဲ့သူကမင်းလားလို့မေးလိုက်ပါတယ်။ဘင်ဂော့ကသူဟာသူ့စီမှာရှိကြပြီးအကုန်လုံးကိုကူမော့စကီအတွက်ပဲပေးခဲ့တာပါလို့ပြောရင်အော်ငုံနေပါတော့တယ်။အဲ့ဒီအချိန်အဆောင်တွေကလည်းရောက်လာကာဆိုင်ရှိမှသူတို့တွေလာမလုံးနဲ့ဆိုပြီးဘင်ဂော့က ိုရိုက်နှက်နှင်ထုတ်ခဲ့ပါတယ်။ခူမွတ်စကီကိုမြန်လာရတဲ့စံကြီတို့ကလည်းကဘာပြတ်လို့နေခဲ့ကြပါပြီ။ဒီအားပေးတန်တွေထဲမှာသူတို့ချို့ရဲ့နာကြီးချက်တွေလည်းပါဝင်လို့နေခဲ့ပါတယ်။ဘင်ကော့လိုမျိုးခံခဲ့ရခဲ့သူတယောက်ကလည်းသူ့အခက်တဲ့ပတ်စံတွေကိုပြန်ပေးစံတစ်ခုမှလို့လမ်းအောင်ပြလိုက်ပါ ပေပီတာပျက်စီးကိုပြန်တောင်းတာတနာစရာကောင်းတဲ့သူ့ရဲ့ဘယ်လိုခူမွာစကီကပြောလိုက်ပြီးတော့သူ့အတွက်တော့ချောက်ကြားရင်ဆိုတာပတ်စံလာပေးတဲ့ခွေးတတာဘာမှမရှိတော့ရင်တန်မိုးမရှိတော့ဘူးလို့ဆိုပါရဲ့အဆောင်ကလည်းဒီထက်ပိုပြီးအနာမကက်ကြဖို့ထိုးထိုးကိုတားဆီးနေကြပါတော့ရဲ့ဇိုးတယောက်လောင်ကစားဝိုင်းတစ်ခုကိုရှောင်းနေပြီးအတော်လေးလေးနိုင်ထားပါရဲ့တင်မောမှာကြွေးခဲ့တဲ့ဆူရှီဖိုးကိုလည်းပြန်ပေးလိုက်တဲ့အခါထိုးထိုးလည်းအယံဝမ်းတာပြီးဇိုးကိုမြောက်ပင်ပြောဆိုနေပါတော့ရဲ့ဇိုးကပြောင်းနေတာမလို့ခရမ်းမို့တယ်လည်းနာမည်ကိုဆက်သွက်ပြီးပန်းမျိုးတော်နားမှာတွေ့မိလာလို့မြင်နေခဲ့ပါရဲ့ နာမီကမတွေ့ချောင်းပြောတော့ KM လည်းအခြေအနေကအစိုးကြီးမဖြစ်သေးရကြောင်းအားလုံးကိုယုံကြည်နေပြီးစောင့်ကြမယ်လို့ဆိုပါတယ်။တစ်ဖက်မှာလည်းကာဗျောတို့ကစားစရာတွေကိုခိုးယူနေပြီးတော့အာသာမာရွာမှာတခိုးကန်ရောက်လာခဲ့တဲ့ဆိုတဲ့စာဆောင်လည်းထားခဲ့ပါတယ်။တစ်ဖက်က Frankie ကလည်း OBN ကြည့်လို့အလုံးတော့ကြာနေတဲ့ခါမီနာတိုမိုကစူနေပါတော့ရဲ့။ ဖရန်ကီယာတခြားတောင်းပန်နေတော့မီနာတိုမိုလည်းမင်းကတခြားသူတွေထတ်တော်တာမလို့တခါတလေရောရားပါတယ်လို့ပြန်ပြောလိုက်ပါတယ်။အိုနီကာရှိမှအိမ်တော်ပုံချမ်းလေးတာပြသပေးမယ်ဆိုရင်ဖရန်ကီယာသူတိတဲ့အစားတရားလောက်အလုပ်ပူစူးစမ်းပါမယ်လို့ပြောလိုက်ပါတယ်။ဖရန်ကီအမြဲတောင်းနေတတဲ့အဲ့ဒီပုံချမ်းကလွန်ခဲ့တဲ့ဆယ်နှစ်ထဲကပေါင်ထားခဲ့တယ်လို့မီနာတိုမိုကပြောလိုက်တော့ဖရန်ကီလည်းတော်တော်ထွက်ပြီးတော့မင်းလက်အောက်မှာအလုပ်လုပ်နေရဲ့ရည်ရွယ်ချက်ကိုရောသိရဲ့လားလို့စိတ်ထဲကနေပြောရင်တက်ခုံမိလိုက်ပါတော့။မီနာတိုမိုလည်းဖရန်ကီကိုတစ်ချက်တီးပစ်လိုက်ပြီးတော့ကိုစရာပေါ်ရုပ်တရည်ကြီးဘာလို့တက်ခုံတာလဲလို့ပြောလိုက်ပါတယ်။ ဖရန်ကီကဒေါ်လာကိုမထိန်နိုင်တော့လို့ရော့ကက်လောင်ချာနဲ့ပြလိုက်တဲ့အခါမီနာတိုမနဲ့ဒေါ်လာထွက်ပြီးအလုပ်ဖြုတ်လိုက်ပြီလို့အပြောလိုက်ပါဒီလိုနဲ့ဖရန်ကီလည်းအလုပ်ကထွက်ပြီးအပေါင်းဆိုင်တွေကိုလိုက်မေးကြည့်တဲ့အခါလွန်ခဲ့တဲ့ဆင်တွေကအဖြစ်ပြတ်မလို့ဆန့်ရှင်းကြည့်တဲ့တခြားစဉ်းစားကြည့်ပြီးတော့အပေါင်းဆုံးစရင်းကိုလေ့လာမယ်ဆိုကအဆောင်သားခူမာဂိုယိုကဝယ်သွားကြောင်းပြောပြလိုက်ပါဖရန်ကီလည်းချက်ချင်းခူမာဂိုယိုနောက်ကိုလိုက်ခဲ့ပေမဲ့ခူမာဂိုယိုကလည်းအဆောင်ပတ်စံပေးဖို့နောက်ကျနေလို့ပန်ရှင်ခိုဘယ်ကယူသွားကြောင်းပြောပြလိုက်ပါ သူတို့နဲ့ခိုဘိုင်နောက်ကိုဆလိုက်ခဲ့ပေမဲ့လေခိုဘိုင်ကသူ့အကြိုက်ဆုံးခီရှာခီဆဲခါဝါကိုပိတ်လိုက်တယ်လို့ဆိုပါရယ်ခီဆဲခါဝါစီကိုရှောက်တော့လေအဲ့ဒါကိုဘာမှသုံးရမယ်မယ်မသိလို့ထိုကီချီယိုကယူသွားကြောင်းထပ်ပြောတဲ့အခါဖရန်ကီလေထိုကီချီယိုစီရောက်လာပါတော့ယ်ရှိတဲ့ဆိုရင်မဲ့ရာကူတာကဈေးကြီးပေးဝဲသွားလို့ဝဲသွားပြီဆိုပြီးယူသွားကြောင်းရှင်းပြတဲ့အခါဖရန်ကီလေရာကူတာစီထက်ရောက်လာပါတော့ယ် အဲ့ဒီပုံချမ်းတွေကြောင့်တော်တော်ဒုက္ခရောက်သွားခဲ့တာမလို့ခူဝီနေမီကမျက်နှာကိုအုပ်ထားတဲ့လူတစ်ယောက်ကယူသွားကြောင်းပြပြလိုက်ပါတယ်။ Frankie လည်းအဲ့ဒီကပြန်လာတဲ့လမ်းမှာ Kanjiu နဲ့တွေ့ပါတော့ရဲ့။အရန်လုံးနေတာမလို့တခုခုဖြစ်နေလို့လာလို့ Kanjiu ကမေးတဲ့အခါ Frankie လည်းပုံချမ်းကိစ္စကိုပြပြလိုက်ပါတယ်။ဒီကိစ္စကို KMO ကလည်းပြပြလိုက်တာကြောင့် KMO လည်းတောင်းပန်လိုက်ပြီးမြို့တော်မှာအခြားတာဝန်တွေကိုပဲလှုပ်ပေးဖို့ပြောလိုက်ပါတယ်။အဲ့ဒီချိန် Kaiyoto ကလည်းစားစရာတွေနဲ့ပြောင်းလာခဲ့ကြပါပြီ။ ဒီစားကြောင့်ပဲအာရှူဝါကိုအဒီမန်ခင်းနဖာရက်တစ်ကသွားတိုက်ခိုက်နိုင်တဲ့လေလို့ခါဝက်ကပြောတော့အဲ့လိုဖြစ်စေခြင်းလို့အဲ့ဒီစားကိုခြားခဲ့ရလို့ခင်းမကစုပါရဲ့တိုက်ခိုက်ခံရရင်အာရှူဝါကတေချာပေါက်ဒေါ်တာထွက်လိုက်မယ်အဲ့ဒီဒေါ်တာနဲ့ပဲတိုက်ခိုက်ဖို့သူ့ဘက်ကပါလာအောင်ဆွဲလို့ရလောက်တယ်လို့ခင်းမကပြလိုက်ပါတယ်။ဘာတွေပဲဖြစ်ဖြစ်ခိုင်တိုကိုတိုက်ခိုက်ရမှာမလို့အာရှူဝါရဲ့အင်အားကိုလည်းလိုအပ်တယ်လို့ခင်းမကချက်ပြောလိုက်ပါတယ်။တပကလောင်ကစားဝိုင်းမှလည်းဇိုးကြီးပဲအနိုင်ရနေတာမလို့ဇိုးကိုချင်းထက်ပြီးရှောင်းအောင်လုပ်နေခဲ့ပါတယ်။ဇိုးကစုံကနန်းကိုရွှေ့တာမှန်ရင်အထဲကနေအလေးနဲ့အစာသုံးကိုပြောင်းလဲနေခဲ့ပါတယ်။ ဆိုကနိုးစွတ်စတိုင်ဒရဂွန်ထွစ်စတာကိုတုံးလိုက်တဲ့အခါအထဲကနေဒုတိယကိုမြင်လိုက်ရပြီးလိန်နေစတာကိုလည်းတိုက်ရပါတယ်။လိန်နေဆိုတာပေါ်သွားပြီမလို့ဆိုကိုဝိုင်းတခိုက်ကြတဲ့အခါဆိုကဒါတချောင်းစတိုင်ဒရဂွန်ခွိုင်းကိုတုံးလိုက်ပါတယ်။အားလုံးမောက်ပြီးခေါင်းဆောင်တယောက်ပဲကြံတော့တာမလို့ထိုးထိုးတဲ့ကြောက်လန့်ပြီးတော့ဇိုးနိုင်တဲ့ငွေတွေကိုထုတ်ပေးလိုက်ရပါတော့။ဒါလို့နဲ့ဇိုးတို့လည်းအဲ့ဒီနေရာကနေထွက်လာခဲ့ကြပါတယ်။ ဆူရှိကျွေးခဲ့တဲ့သူကလည်းဇိုနဲ့အတူလိုက်ပါလာခဲ့ပြီးတော့ထွန်းတို့ယာစုတို့ခေါ်ချောင်းနဲ့မိတ်ဆက်လိုက်ပါတယ်။အားလုံးကတော့အမြောက်ပင့်တမားယာစုတို့ခေါ်ကြပြီးတွေ့ရတာကိုလည်းဝမ်းတာချောင်းယာစုကထပ်ပြောလိုက်ပါတယ်။ဇိုကဘာလို့သူတို့ကိုလက်လာခဲ့ရလဲလို့မေးတော့ယာစုလည်းသူတို့လောင်ကစားယုံမှခင်မင်ခဲ့ပြီးပြီလို့ထပ်ပြောလိုက်ပါတယ်။ သူတို့ ਨੇ ပန်မျိုးတွေကိုပြောင်းလာကြပြီးအရှိကတော့အခုပိုရဲမျိုးအပိစုထာဝါအဲ့ဒါကယာစုကသူ့ရဲ့မွေးရမည်လို့ဆိုပါတယ်။ဘာလို့အိဘက်စုထာဝါလို့ခေါ်တာလဲဆိုတော့တွားချင်ရင်သိရလိမ့်မယ်လို့ယာစုကဆိုပါတယ်။တစ်ဖက်မှာလည်းအိုအိုချီက CPCU နဲ့တွဲဆုံနေပြီးတော့တိုင်းပြည်ကိုဖွင့်နေတာမင်းတို့လည်းမလို့ခြင်းဘူးမလားလို့ပြလိုက်ပါတယ်။ပင်တယ်များတွေကိုတိုက်ခိုက်ဖို့လက်နက်တွေကိုပင်တယ်များတွေစီကပြန်ဝယ်နေရကြအောင်မလို့ပွဲစားဖြစ်ခဲ့တဲ့ချူကလည်းမရှိတော့ပုံရနေရကနေထွက်လာပြီးတော့ငါးဦးနဲ့တရိုက်ဆက်တွေ့နေရတာမှလားလို့အိုချီကပြောရင်ရှီမောနေပါတော့ရဲ့ ဝါလုံတိုင်းပြည်ကပြည်စုံနေပြီးသားဆိုရင်ပဲလိုချင်တာပြောဆိုရင်တော့ဒီတစ်ခေါက်ကစစ်တမောတစင်းပဲတောင်းထားခဲ့ပေမယ့်နောက်တစ်ခါကြာရင်တော့ဒေါတာဖကာပန့်ကိုတိုင်းကိုတောင်းဆိုတော့မယ်လို့အိုအချီကပြောလိုက်ပါတယ် တတဖကပန်းကိုပေးရဖို့ကတော့လုံးဝမဖြစ်နိုင်ဘူးလို့ CPCO ကပြန်ပြောပေမဲ့ OOC ကတော့တနက်နေ့ပြစ်လိုက်ပြီးတော့ဖြစ်နိုင်မဖြစ်နိုင်ကိုပြောရတာမဟုတ်ဘူးလို့ဆိုပါတယ်။ slash ရဲ့ dragon ရှေတက်ငါတို့တွေကတတုတ်ကိုမချောက်ဘူးဆိုတာကိုလည်းမင်းတို့တွေသိတယ်မလားလို့ OOC ကပြောလိုက်ပြီးအားလုံးတပြိုင်တည်းထဲတက်ခိုက်ချင်တော့မှတတုတ်ကိုအနိုင်ရမှာမဟုတ်ဘဲအနောက်မှာခိုင်းလို့တရလုံးရှိနေတာကြောင့်သူ့ကိုဘသူမှလည်းတားဆီးလို့ရနိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။တဖကခူမူဝါစကီကလည်း OOC စကိုရောက်ရှိလို့နေခဲ့ပါပြီ။မမောကဓာရီလေ့ကျင့်နေတော့ညမာလေးရှိရလားလို့ထာမာကလှမ်းမိလိုက်ပါတယ်။ မြန်မာလေးတယောက်ရှိခဲ့ပို့ပြီးတော့အသက်ရှင်နေသေးအောင်မယ်ဆိုရင်တော့26နှစ်လောက်ဖြစ်နေလောက်ပြီးတော့မိုကဆုပါရဲ့ပြန်တွေးရင်ကောင်းမှပဲလို့ထမကပြောတော့ပြန်တွေးခရင်တော့မှမိုကသူ့ရဲ့ညီမလေးကိုသူသွားတွေးမှမဟုတ်ပဲသူမဘသူလဲဆိုတာကိုတည်သွားမယ်ဆိုရင်အိုချီပြတ်မဲ့ထတာကိုခံရမယ်ဒါကြောင့်တွေးရမယ့်အချိန်ကတိုက်ပွဲကြီးနိုင်သွားပြီးတဲ့အချိန်မှပဲလို့မိုကပြောလိုက်ပါတယ်ဤဘဲစုမျိုးကိုရောက်တော့ဇိုးလဲအခုပေါ်ရမျိုးလို့ဗာပဲလာလို့ပြောနေခဲ့ပါတယ်အားလုံးကစားစရာမရှိအောင်စဉ်းရဲနေကြရမယ်ရှီမောနေကြလို့ဇိုးလဲထူးဆန်းနေခဲ့ပါတယ် တဖက်မှာလည်းအိုအိုချီအတွက်ညစာအတွက်ဘာပြင်ဆင်ထားလဲလို့မေးနေခဲ့ပါတယ်။အိုအိုချီကမလို့ချင်ဘူးဆိုတော့လည်းအကုန်လွှင့်ပစ်ပြီးတော့အရာတွေထက်မိမရောဗမာလေးလို့အိုအိုချီကမိလိုက်ပါတယ်။မိန်ကလေးကိုလည်းပြင်ဆင်ထားကြောင်းပြောတော့အိုအိုချီကသဘောကျကြောင်းပြောလိုက်ပါတယ်။ ဇိုးကိုတဲ့ဒီဗိုနင်ကဓာတ်သုံးချောင်းနဲ့ဆိုပြီးဝိုင်းရင်နေကြပါတော့ရဲ့ရှာစုလဲဇိုးကဂျင်နာတက်တက်တူပါလို့ပြပြတဲ့အခါမျက်နှာကြီးကကြောက်စရာကြီးမလို့ရှီမောနေဖို့အမျိုးသမီးတယောက်ကလည်းပြလိုက်ပါတယ်ဥရှိမစ်စုခုစုကလည်းမြို့ကိုရောက်ရှိလာကြအောင်ပြပြပြီးတော့ဘက်ကပတူမမသိပဲညာစုပေါ်လာတက်ပြီးချမ်းသာတဲ့သူတွေစီကနေပတ်စံတွေခိုးဆင်းရဲတဲ့သူတွေစီမှာပတ်စံတွေထားခဲ့ပြီးပျောက်ကွယ်သွားတယ်လို့ပြောရင်အားလုံးကရှီမောနေပါတော့ရဲ့ဇိုးကိုလည်းကလေးမလေးတယောက်ကကြည့်နေပြီးရေတန်လေးတိုက်ခဲ့ပြီးတော့ရှာစုကခေါ်လာတဲ့သူမလို့လူကောင်းပဲဖိကားမယ်လို့ဆိုကအားလုံးကရှီမောနေပါတော့ရဲ့ ဇိုးလည်းတောက်ကြည့်လိုက်ပြီးရနောက်ကြောက်စရာကောင်းတဲ့မျက်နှာကြီးမလုံးနေရောလို့ဆိုကဇိုးကိုလည်းအပြုံးမျက်နှာလေးလုပ်ပေးလိုက်ပါတယ်။ဒီလိုအမြဲပြုံးနေတဲ့မျက်နှာလေးတွေကိုအီဘဲစုဂါအိုလို့ခေါ်ချောင်းတဲ့ငိုနေတာနဲ့တင်ဆင်းရဲတက်ကလည်းပျောက်ခဲ့တော့မှမဟုတ်ဘူးလို့ရာစုကဇိုးကိုပြောပြလိုက်ပါတယ်။တဖက်မှာလည်းအိုချီကမင်းကလေးတွေကိုကြည့်နေပြီးတော့စိတ်ချင်တဲ့မလို့အခုချင်းပွဲတွေကိုစဖို့ပြလိုက်ပါတယ်။ဒီလိုနဲ့ရှာမီဆန်ကိုစတင်တိခတ်ပြီးတော့ရောဘင်ကလည်းအကာလေးနဲ့ဖြောပြေးပေးနေခဲ့ပါရဲ့ရောဘင်ကအစ်စ်ကလေးမလို့အိုချီကသဘောချနိုင်ပေမဲ့အရေးကြီးတဲ့လူတယောက်ကမရောက်လာသေးလို့ဘလို့ဖြစ်တာလဲလို့អော်လိုက်ပါတော့ အဲ့ဒီချိန်ခမူဝါစကီကလည်းရောက်ရှိလို့လာခဲ့ပါပြီ။တဖက်မှာလည်းဆန်ချီစီကိုလောကရောက်လာခဲ့ပြီးတော့အရေးပေါ်အခြေအနေမလို့တနေ့ရမှာပုံတွေပို့ပလိုက်ပါတယ်။အကြီးကဲရီတဲမှာအတော်ဆုံးချောက်ချောက်ကိုတိုဘီရပိုလို့ခေါ်ကြတယ်။တယောက်က page 1လို့လောကဆိုပါတယ်။တဖက်ကတိုဘီရပိုတဲကတယောက်ဖြစ်တဲ့ page 1ကတောင်းကျမ်းလို့နေခဲ့ပါတယ်။နောက်တယောက်က x-ray လို့လောကထပ်ပြောလိုက်ပါတယ်။ ဂျွိတ်ကလည်းသူတို့ဘာလို့ဒီကိုလာရတာလဲလို့ပြောနေခဲ့ပါတယ်။ဘာလို့တိုင်းပြည်မှာ Animal Kingdom ကိုလာရှုပ်ရတဲ့သူကိုပညာပြဖို့ပဲလို့ Page 1ကဆိုပါတယ်။ Hawking ကရောဘာလို့ရှိနေရလဲလို့ဂျွိတ်ကမေးတော့လူတယောက်ကိုရှာနေကြောင် Hawking ကပြန်ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းအိုအချီကသူ့အနာကို Kumwaski ကို Connie ကပြီးတော့မိပွဲတော့ကလည်းစတင်တော့မှမလို့ချိုးပွဲလေးလောက်ကြမယ်လို့ဆိုကရှီမောနေပါတော့။ တပကဥထုံမှာလဲခါဘုံကလူပြီးထောက်ပေါက်ပြေးမယ်ဆိုရင်သူကပါခေါ်ဆောင်သွားပြဖို့ပြောနေခဲ့ပါတယ်။ခစ်နဲ့သွားပူပေါင်းလို့လူပြီးကလည်းပြောတဲ့အခါခစ်ကအဲ့လောက်နာမည်မကြီးပဲဗမန်းကိုအနိုင်ချဖို့လှုပ်ခဲ့ပေမဲ့ဗမန်ရဲ့လက်အောက်တယောက်ရဲ့လက်ချက်နဲ့လက်မောင်းပြုတ်သွားခဲ့ရတယ်။ပြီးတော့ထွက်ပြေးလာတဲ့ဆိုတဲ့ကောလာဟာလာတွေလည်းကြားကြောင်ခါဘုံကပြောပြလိုက်ပါတယ်။ အဲ့ဒီချိန်ခက်ခါရောက်လာပြီးတော့သူပြမန်းကိုအနိုင်ချမယ်လို့မပြောမိပါဘူးလို့ပြောလိုက်ပါတယ်။ပြမန်းရဲ့ sweet channel ဆိုတဲ့သူတယောက်ကိုတရားရစေပြီးယူစရာရှိရာအကုန်ယူလိုက်တယ်။ဒီဘယ်ဘက်လက်ကအရင်တုန်းက red hair power တွေနဲ့တိုက်ခိုက်နေတုန်းကဆုံးရှုံးသွားခဲ့ရတာလို့ kit ကပြောလိုက်ပါတယ်။မိစရာမရှိရောရင် kit ကသူပြောတာကိုဟိုမြောက်မသားရောနားထောင်လို့ပြောလိုက်ပါတယ်။ Kaino ကိုချပီနာမည်ယူမဲ့သူကငါကိုတိုင်ပဲလို့ kit ကပြောတဲ့အခါ Luffy ကလည်းသူယူမှာလို့ဆိုပြီးတော့စကားပြေများကြပါတော့။တဖက်ကနာမီတို့ကလည်းတနေ့ရာကိုခိုးဝင်မှုလုံးနေခဲ့ကြပါပြီ။ အားလုံးပြောပါနေတဲ့အချိန်ရောဘင်ကအပြင်ကိုထွက်လာခဲ့ပါတယ်။ဘရုတ်ကလည်းစိုးနဲ့ထွက်လာပြီးတော့နေရာနဲ့ကိုလိုက်ကြည့်ရင်ဖုန်ဒီကလစ်ကိုတွေ့ရရပါတယ်။တပတ်ကခိုင်နိုစီကိုလည်းအဖွဲသားတယောက်ကအရှိတောင်ကနေတမောအကြီးကြီးလာနေကြောင်းတင်ပြနေခဲ့ပါတယ်။အဲ့ဒီအဖွာကြီးတကယ်ရောက်လာခဲ့တာမလို့ခိုင်တိုလည်းအမြောင်းနဲ့တာပြစ်ထုတ်ဖို့နဲ့လုံးဝတိုင်းပြည်တဲ့ကိုမဝင်စေနဲ့လို့ပြလိုက်ပါတယ်။ သူတို့ကငားနဲ့တင်မောကိုဆွဲပြီးလာလိုက်တာလေလို့အဖွဲသားကပြောတော့ခိုင်တို့လည်းရေတကုံပေါ်တက်တဲ့နီးကိုဘလို့တီွားရလဲဆိုပြီးတော့ဒေါသတွေထွက်နေခဲ့ပါတယ်။ခိုင်တို့ကသူပြောထားတဲ့စကားလေးကိုမပေးဘူးမလားလို့လင်းလင်းကိုပြောနေပြီးတော့ရောက်တဲ့နဲ့တက်ပြစ်မယ်လို့ဆိုပါတယ်။တစ်ဖက်မှာလည်းတင်မောကိုတိုက်ခိုက်တဲ့အမြောက်တွေကို Charlotte Family ကလည်းကာကွယ်နေပြီးတော့ပြန်တက်ခိုက်နေခဲ့ပါတယ်။ဒီလိုနဲ့ဗမန်တို့ကတတိယခံတက်ကိုပါကြော်လွန်လာပြီးမဟုတ်လို့ခွင်းလဲမိယာပြပြနဲ့ပြစ်ဖို့ပြောနေခဲ့ပါတယ်။တပကအိုအချီကလည်းစားကြတောက်ကြဖို့အော်ပြောနေခဲ့ပါတယ်။ဗမန်ကလည်းသူ့စီတကြပေါ့စုပြန်လာရမယ်လို့ဆိုပါတယ်။ လူဗီတယောက်လဲခိုင်တူနဲ့တခိုက်တာတကိုပြန်တွေးနေတော့ရိုင်ဆိုကရောက်လာပြီးတော့ထာမာလေးအဆင်ပြေကြောက်ပြပြလိုက်ပါတယ်။လူဗီလဲထာမာအဆင်ပြေတာတိရတော့အရန်ဝမ်းတာနေပြီးတော့လာပြောပြလို့လဲကျေးဇူးတင်ကြောင်ပြန်ပြောလိုက်ပါတယ်။အဆုံးတယောက်လဲလာနေပြီမလို့ရိုင်ဆိုလဲနောက်မှပြန်လာခဲ့မယ်ဆိုကထွက်သွားပါတော့။ တစ်ဖက်ကဘယ်မန်တို့ကလည်းတသမမြောက်ခံတက်ကိုကြော်လာနေခဲ့ပြီမလို့အားလုံးကပြစ်ဖို့အသင့်ပြင်နေခဲ့ကြပါပြီပြစ်လိုက်တော့ဖို့ခွင်းကအမိန်ပေးတဲ့အခါဘယ်မန်ကလည်း IKKU Sovereignty ကိုတုံးလိုက်တာမလို့ကင်မရာတွေလည်းပျောက်ကွယ်သွားခဲ့ရပါပြီခဏအကြာနောက်ကင်မရာကိုချိန်လိုက်တဲ့အခါကျဘယ်မန်တို့ကရေတကွန်ကိုစံတန်းနေတာကိုမြင်လိုက်ရတဲ့ခွင်းနဲ့အရန်လန့်သွားပါတော့ရဲ့ ကျွန်းကိုခြေမချစေနဲ့လို့ကွင်းကပြောတော့အဖွဲသားတွေရဲ့ရေတကွန်ပေါ်တက်ခအဖွဲသားတွေကမရှိတဖက်ကလည်းအရန်ကျန်းနာမို့လို့သူတို့ကိုအနိုင်ရနိုင်မဲ့လက်နက်တွေထုတ်ဖို့အချိန်မလောက်ဘူးလို့ပြောလိုက်ပါတယ်။ပြရခက်မနေနဲ့စိတ်သက်သက်ကိုလည်းမြင့်တင်ထားလိုက်ဒါကစစ်ပွဲကြီးပဲလို့ခိုင်တို့ကအော်ပြောလိုက်ပါတယ်။ခင်းကလည်းအေးဆေးမနေနိုင်လို့ထွက်သွားခဲ့ပါပြီ။ခင်းကအေရှန်တိုက် Terranat John Model Dragon Dragon Nomi ကိုစားထားတဲ့သူတယောက်ပါ။ သူတို့နဲ့ဗမန်တို့ရှစ်တကွန်ထိတ်ကိုရောက်ခန့်ဒီမှာခင်းကပေါ်လာခဲ့ပြီးနောက်တနက်နေ့ပြည့်တဲ့အခါနောက်ပြန်ဆုတ်သွားခဲ့ရပါတယ်။အားလုံးကကြောက်လန့်လို့နောက်ပြန်ဆုတ်သွားတယ်လို့ထင်နေခဲ့ပေမဲ့ရှစ်တကွန်ပေါ်တက်လာတဲ့အခါမှာတော့ခင်းကတင်မော့ကိုပြန်သွင်းချလိုက်ပါတော့။ဗမန်လည်းရေဝဲတဲ့ကိုပြုတ်ကျသွားခဲ့ရပြီးတော့တင်မော့ရဲ့အောက်ကိုပြုတ်ကျလို့နေခဲ့ပါပြီ။တစ်ဖက်မှာလည်း page 1ကဒီနေရာကစူပါဆိုင်နာဆိုပြီးဖျက်ဆီးနေခဲ့ပါတယ်။ page 1ဟာ Dragon Dragon Nomination Tie Spinosaurus Model ပါ။တစ်ဖက်ကပြတ်မှတ်ထားခန့်ရတာစံကြည့်မှုလို့ Frankie ကသူတို့ဘာလို့ပြင်းနေရလဲလို့ဦးစော့ကိုပြောနေခဲ့ပါတယ်။ စံကြီးနဲ့အတူမင်းနဲ့ချခဲ့တယ်လို့ဦးစောကပြန်ပြောပြလိုက်ပါတယ်သူတို့တွေကအိုးချင်းချင်းလေးစံ့ညွန့်နေတာမဟုတ်လို့လက်စားချိဖို့အတွက်ထုတ်ပြီး report ကိုထုတ်တတ်ဖြစ်နိုင်ကြောင်းဦးစောကထပ်ပြောလိုက်ပါတယ်အဲ့ဒီချိန်လော်ရုံနဲ့တွေ့ပြီးတော့ဒီကနေ့ထွက်ဖို့အမြန်လောက်ကြပါတော့တယ်မင်းတို့ကတရားကိုပြဿနာအကြီးကြီးတသွားစင်းနေတယ်လို့လောကပြောတဲ့အခါစံကြီးလဲနာမည်တို့ကိုစိတ်ပူနေပါတော့ရဲ့ Kusuki family နဲ့ဆက်ဆက်နေရတွေကိုပါတည်သွားမဲ့ဆိုရင်တော့နှစ်20လုံးလက်တော့ပြန်ဖြစ်ဖို့အစီအစဉ်လဲပြီးဆုံးသွားပြီးတော့အဖမ်းခံရရဲ့ mic မျိုးနွယ်အကြောင်းလဲဘာမှမပြောဘဲနဲ့အတတ်တာခံလိုက်ဖို့လောကပြောတဲ့အခါဦးစောလဲအရန်လန့်နေပါတော့ရဲ့ ဖရန်ကီကမျက်နှာကိုစပယ်နဲ့ဖောက်ပြီးမမြင်ရရင်တက်ခိုက်လို့ရလားလို့ပြောလိုက်ပါတယ်။အခုအချိန်ကမတက်ခိုက်တာအကောင်းဆုံးပဲလို့လောကဆိုပါရဲ့။ဥဆော့ကလည်းသူသားဖမ်းမိခဲ့မဲ့ဆိုရင်တော့အကုန်လုံးကိုအမှန်တိုင်းပြောပြီးတော့လုံအောင်တော့မဲ့လုံနေလို့စန်ကြီးကသူအင်အားပြည့်နဲ့ကောက်ွယ်ပေးမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်ဖေချွမ်းကလည်းတောင်းကျမ်းလို့နေခဲ့ပါပြီ။ဆန်ရှင်တွေကလည်းသူတို့ဆိုပါဆိုင်ကိုဖွင့်ထားပေးမယ်ဆိုပါဆိုင်ကစန်ကိုရိုနဲ့ပတ်သက်မှုတော့မရှိပါဘူးလို့ဖေချွမ်းကိုပြောနေခဲ့ပါတယ်။အပြစ်တင်ချင်ရင်စန်ကိုရိုကိုပဲအပြစ်တင်ဖို့နဲ့ဒါမှမဟုတ်စန်ကိုရိုကိုအော်ခေါ်ဖို့ဖေချွမ်းကပြောလိုက်ပါတယ်။ သူတို့ရဲ့စံကူဆိုပြီးဝိုင်းဟော့ခေါ်တာကိုစံချီလက်ကျလိုက်ရပါတယ်အဲ့ဒါကသူတို့ရဲ့အကြံမလို့အခုတော့ပြေးချမယ်လို့လောကပြောမိမယ်စံချီကတော့ပြောမရလို့ထွက်ခွာသွားခဲ့ပါပြီစံချီကသူဒီမှာလွတ်အောင်ပြောလိုက်ပြီးတော့ဒါရဘဲချမ်ဘဲခုတ်ဆဆ crash နဲ့ကန်လိုက်ပါတော့ဟဲ့ ဆန်ကူဆိုရဲသူကိုတွေ့ပြီးမလို့ပေချွမ်းကဂျွဲကိုဆက်တွေ့ပြီးပြလိုက်ပါတယ်။နေရအတော်များကိုဖျက်ဆီးထားတာမလို့ဆန်ဂျီလည်းအတော်ကိုဒေါ်လာထွက်နေခဲ့ပါတယ်။ဂျွဲကနဲ့ဟော့ကင်းစတာရောက်လာရင်ပို့ဆိုးသွားလိုက်မယ်လို့လောကပြောနေမယ်ဆန်ဂျီကတော့လက်မခံပါဘူး။ဒီဘက်ကအင်အားတာဖို့အတွက်ဟိုဘက်အင်အားကိုရှော့ပစ်တာအကောင်းဆုံးပဲမလို့အရင်သွားနေလိုက်ဖို့ဆန်ဂျီကပြလိုက်ပါတယ်။ဆန်ဂျီကရေးစုကိုထုတ်လိုက်ပြီးတော့သူ့ရဲ့တယောက်မှန်ကိုမသိရင်ရှားတယ်မှလားလို့ပြောလိုက်ပါတယ်။ ဒါလေးကတော့ one piece အပိုင်း231ဖြစ်ပြီးအပိုင်း232ကိုစတင်ပေးနိုင်ဖို့တို့လိုက်လေးတယောက်ချက်စီနေပြီး comment လေးကျွန်တော်မှတ်ပေးခဲ့ကြပါအောင် channel ရဲ့ subscribe လေးမလောက်ရလေးလုပ်ပြီးတွက်ခဲ့ချက်ပါအောင်ကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့ဆက်မှတ်ပါ